မင်္ဂလာပါခင်ဗျာဒီနေ့မှာလည်းကျွန်တော် function ကိုအသုံးပြုပြီးတော့ပုံစံတွက်ချက်သွားမှာဖြစ်ပါတယ်ပထမဆုံးပုံစံလေးကတော့ယထာဆက်ရောက်ခြင်းတွက်ချက်ခြင်းယထာတသိသည်မန္တလေးဘူဒာကြီးမှာ81နာရီ81မိနစ်တွင်ရန်ကုန်ဘူဒာကြီးသို့စတင်ထွက်ခွာပါသည်ယထာမောင်းနေခြင်း82နာရီ M2 မိနစ်ကြာပါသည်ထိုယထာဆက်ရောက်မည့်အချိန်ကိုတွက်ချက်ပေးပါနောက်ပုံစံရဲ့လိုလာချက်ကတော့နော် အင်ပို့တော့၄ခုဝင်မယ်အင်ပို့၄ခုဆိုတာပထမစတင်ထွက်ခွာမယ်နိုင်စတင်ထွက်ခွာတဲ့မိနစ်စရောက်မောင်းနေတဲ့ကြာချိန်နိုင်မောင်းနေတဲ့ကြာချိန်မိနစ်ဝင်မယ်အဲ့အတွက်တော့အင်ပို့၄ခုရေးပေးရမယ်ပြီးတော့တော့ arrival time ဆိုပြီးတော့တော့ပေါ်ပြပေးဟုတ်ပြီဒီပုံစံဘယ်လိုတွက်ချက်မလဲဆိုရင်ကျွန်တော်တို့ကရိုးရှင်းပါတယ်တော့ စတင်ထွက်ခွာတဲ့အချိန်တည်းကိုမောင်းနေတဲ့အချိန်ပေါင်းလိုက်တော့ရပါဟုတ်ပြီနှုတ်ဘလို့ပေါင်းမလဲဒီတိုင်းညီပေါင်းလို့မရပါဘူးနှုတ်ပထမဦးဆုံး unit 2အောင်လောက်အောင်မယ် unit 2အောင်လောက်ရမယ်ဆိုတော့나이ူလေးမင်း나이ူမိနစ်တွေဖွဲလိုက်မယ်အဲဆိုရင်စတင်ထွက်ခွာတဲ့မိနစ်စုစုပေါင်းရမယ်ပြီးတော့နှုတ်မောင်းနေတဲ့အချိန်ကိုလည်းမိနစ်တွေကြီးပဲတူအောင်ဖွဲလိုက်မယ်အဲဆိုရင် ်မောင်းနေနဲ့ total minute ရမယ်အဲ့ဒါဆို unit တူသွား minute ဒီမှာလဲ minute ဒီမှာလဲ minute ဆိုတော့ no ပေါင်းလို့ရသွားပါပေါင်းပြီးတော့ဆိုရင် no total total minute ရမယ်အဲ့ဒီ minute ကိုကျွန်တော်တို့ကဒီနိုင်နဲ့ minute ကို no ပြန်ဖွဲ့ရမှာဖြစ်ပါဟုတ်ပြီဒါဆိုရင်တို့အရင်တော့ပုံစံတို့တိုင်းတူမင်းမင်းတူတိုင်းဆိုတဲ့ဟာကိုယ်တိုင်းဒီ၆ပြီးတွက်ချက်ပေးပါတော့တို့တွက်ချက်ဆရာမ အာတော့အရင်ပုံစံမှာတွက်ချက်ပြီးသားဖြစ်တဲ့အတွက်တော့ပြန်မရေးတော့ဘူးအဲ့ဒါဆိုတော့ဒီမှာတော့တွက်ကြည့်လိုက်အောင်တော့လို့အချိန်ကိုငဲကွက်တဲ့အနေနဲ့တော့မတွက်တော့တော့ပုံတော့တိုင်းတူမင်းဆိုရဲဟာအရင်လက်ရင်ပုံစံမှာတော့တွက်ချက်ပြီးသားမိနစ်တူတိုင်းဆိုလည်းတွက်ချက်ပြီးသားဟုတ်ပြီတော့ပထမဦးဆုံးမလုပ်မလဲဆိုမိနစ်ဖွဲ့ရမယ်မိနစ်ဖွဲ့ရမယ်ဆိုတော့ဘောင်းမိနစ်ဖွဲ့မှလဲဆိုရင်တက်တင်ထွက်သွားတဲ့အချိန်တော့ဒါဆိုရင် ီဟာဝါဆိုဒီတပတ်ချာတိုတယ်မင်းနဲ့ဆိုပြီးတော့ရေးလိုက်မယ်အတူကောင်းနဲ့အဲ့ဒါဆိုရင်တော့သူ့ကိုတိုင်းတူမင်းဆိုတဲ့ဖန်ရှင်တော့ယူသုံးလိုက်မယ်အဲ့ဒါဆို A1 နဲ့ M1 လို့ရေးလိုက်တာဆိုရင်ကျွန်တော်စတင်ထွက်ခွာတယ်တိုတယ်မင်းနဲ့ရမယ်ပြီးသွားရင်ဟိုဘာလဲဆိုရင် driving DTDR i ဆိုပြီးတော့ total minute လို့ရေးလိုက်မယ်ဆိုရင် တိုင်းတူမင်းနဲ့ဖဲတော့အောင်ပါအဲ့တူ M2 လို့ကျွန်တော်ရေးလိုက်အဲ့ဒါအဲ့ဆိုရင်ကျွန်တော်တို့ဘာရမလဲဆိုရင်သူကလည်းစတင်ထောက်ခွာတဲ့အချိန်ရဲ့ total minute ရမယ်သူလည်းမောင်းနေရင်ရထားမောင်းနေတဲ့ total minute ရအဲ့အတွက်ကျွန်တော် unit တူသွား unit တူသွားရင်တို့ဘာလုပ်လို့ရမလဲတို့ပေါင်းလို့ရပါပေါင်းလို့ရတဲ့အတွက် TOD TN total minute ဆိုပြီးတော့ရေးလိုက်မယ် total minute ဆိုပြီးရေးလိုက်မယ်ရေးပြီးသွားရင်ကျွန်တော်ကမအောင်မလဲဆိုဒီ TN အပေါင်း DRI TN နဲ့ပေါင်းလို့အဲ့ဒါဆို total minute ဒီ total minute ကြီးကဘာလဲဆိုရင်စရောက်မဲ့အချိန်ပဲ AH လို့ရေးလိုက်မယ် AM အဲ့ဒါဘာလို့ဆိုလို့ရလဲ arrival hour နဲ့ minute minute to အဲ့မှာ time ဆိုပြီးတော့ရေးလိုက်မယ် မိနစ်တူတိုင်းပါလို့ရဲဒီကောင်းကြီးကတိုတယ်မိနစ်ကရောက်ရှိတဲ့အချိန်ဟုတ်ပြီသူ့ကို9မိနစ်ပြန်ဖွဲ့မှာဖြစ်တဲ့အတွက်နော်ဒီတိုင်းရေးရပါဟုတ်ပြီအဲ့ဒါနော် print ထုတ်တဲ့အခါမှာနော်ပုံပုံတန်လေးရအောင်0 2d ဒါ 02d ပြီးသွားတော့ရာခိုင်နှုန်းနဲ့ ah a m ဆိုပြီးတော့ရေးလိုက်ပါ ော်လည်းမြင်အောင်အားလုံးမြင်အောင်နော်ဂန်လေးလောက်တာပြီးသွားရင်တော့ program မှန်မှန်မှန်ငိုစစ်ကြည့်လိုက်မယ် program run လိုက်မယ်ဒီထက်အတိုင်းတော့ run ကြည့်လိုက်မယ်ဟုတ်ပါအဲ့တော့ exam 24 ဟုတ်ပြီเนาะဒါဆိုရင်မနက်၈နာရီနော်၈နာရီထွက်မယ်နော်၈နာရီထွက်မယ်၈နာရီ30မိနစ်ပြီးတော့ကျွန်တော်ကြာလာ10နာရီ30ဆိုရင်ကျွန်တော်တွက်ကြည့်လိုက်ပဲပဲချင်းအဲနော်တော့6နာရီ30နော်၈နာရီ9နာရီ10နာရီ17နာရီ12နာရီ1နာရီ2နာရီနော်ဘယ်တော့ မလို့ထွက်မလဲဆိုတော့ပြန်ကြည့်လိုက်မယ်เนาะ9နာရီ10နာရီ17နာရီ12နာရီ13နာရီ14နာရီ15နာရီ16နာရီ18နာရီ18နာရီ18နာရီ30မိနစ်ဖြစ်မှာပါဟုတ်ပြီတော့ထွက်ပြီဟုတ်ပြီဒါဆိုရင်ကျွန်တော်ညထွက်ကြည့်လိုက်မယ်အဲ့ဒါပဲ24နာရီ7နာရီဒီဒီ94နာရီဒီဒီညတကောင်ဒီဒီလုံးမယ်2နာရီ30ပဲဆိုရင်မနက် နှစ်နာရီ30ပဲတော့ထွက်မှာပါ VO2 ဟုတ်တော့24နာရီတော့ထွက်မယ်ကြာတာ25နာရီနဲ့30မိနစ်ဆိုရင်ကျွန်တော်တို့ကရှင်းပြောရင်တရက်ကြာသွားပြီဖြစ်တဲ့အတွက်ကျွန်တော်မနက်တနာရီမှပဲတော့ပြန်ရောက်မှာတပတ်ကတော့တရက်တရက်နဲ့မှတနာရီ30ဆိုတော့နှောင်းနာရီပဲလိုချင်တဲ့အတွက်တနာရီ30ပဲရောက်မှာဖြစ်ပါတယ် ော်ပုံစံလေးကတော့တော့ဒါပါပဲတော့အရင်ကတွက်ထားတဲ့ပုံစံလေးကိုပြန်အသုံးပြုပြီးတော့ကျွန်တော်တွက်ချက်သွားမှာဖြစ်ပါတော့တွက်သွားတရားလေးပါပဲကျေးဇူးတင်ပါတယ်ခင်ဗျာ